နေပါလာတဲ့ဘုံကြီးခုမှသွားတရိယာဘယင်ကကြီးညိုလုံးတော့ဘယင်ဒီနန်းပွဲမှာဆင်းနေစီလက်တူလိုက်တယ်ပစ္စည်းပစ္စည်းတွေ့တာကိုနိုင်ငံညာပြန်ပို့တာသူ့နေရာပြန်ပို့တာအဲ့ဒီမှာပြိပက္ခတွေဖြစ်ကုန်ဘယ်နဲ့ရှင်မင်းလူတဲ့ပစ္စည်းကိုယ်ဆိုမျိုးပြန်ပို့ကောင်းမပို့ကောင်းဆိုပြီးတော့အဲ့ဒါဆိုပြိပက္ခဖြစ်ဖို့တယ်ဒါတော့အသာဒီပြက်ပြည့်ကြတနာတော့ငြိမ်းသွားတယ်မငြိမ်းတာကအရှင်ရဟုလားအဲ့ဒီကြောင့်ကိုပကံသူပဲပကံသားတွေကပြောခဲ့သူမသိဘူးနမေရတော့ ကျွန်ုပ်ထွင်လိုက်တာဗျာ။အိုးပြစ်ရအလွန်ချောတဲ့ခေါင်းပါလိ။အဲ့ဒီတီယိုကပညာတော်သင်ပြန်လာပြီးတော့ထေရဝါဒကိုပြန်လည်ပြီးတော့အသက်သွင်းမယ်။ဗကံပြည့်ရဲ့ထေရဝါဒတွေနည်းနည်းအနွယ်ထားခက်ခါထေရဝါဒရင်သွားလိုက်တဲ့အရာကိုသဗ္ဗမထေရနဲ့ဘုန်းကြီးတွေပြန်ပြီးထေရဝါဒကိုအသက်ပြန်သွင်းမယ်။ We want to reborn in here ထေရဝါဒ Buddhism ။ကိုငါတို့နိုင်ငံလို့ပေါ့။ We want to be reborn in democracy in our country ။ ိုနိုင်ငံမှာဒီမိုကရေစီပြောင်းမွေးတယ်။ So we welcome to sprint time of political political sprint time ကိုတို့လိုချင်တယ်။ Sprint ဆိုတာနိုင်ငံညာတိုင်းပြည်တွေမှာ autumn တော့ August လ September October မကောင်းအင်္ဂလိပ်တွေဆိုသိသိတာ high ဆိုမျက်နှာလှည့်တော့ high လို့မကြတော့ hello ကြိုက်တာ high က American လို့ဆိုတယ်။မေ့ပြီးသွားပြီး high ဆိုလက်ပုတ်ချတယ်အင်္ဂလိပ်ကအာကြည့်ဘာဖြစ်လို့ပါလဲ။ Trolley ကျော် sprint time နဲ့ကျော်အဲ့တော့ question က ဟာကောင်းဖြစ်တယ်လေဆိုတော့အော်အတန်ရာဒီလူတွေမကောင်းတဲ့စိတ်တွေပဲညစ်ကောင်းတာအဲ့တော့ spring time ရောက်ရင်လူတွေကပုံပွင့်လင်းလင်းနဲ့အဲကြည်ညာတာဖြစ်တယ်နဲ့ democracy စနစ်ကအဲ spring time democracy political system တခုမှ like spring time ဆိုပြီးတော့ welcome to spring time democracy so politics တွေပွင့်လင်းတာကို spring time လို့အနောက်တိုင်းကသုံးတယ်ထားတော့ဆရာမြန်မာနိုင်ငံမှာထေရဝါဒပြန်လဲမွေးဖွားရမယ်ဆိုပြီးလုပ်လိုက်တဲ့အခါမှာ အဲ့ဒီယာဟုလာလေးနဲ့သဗ္ဗရတို့မထေတာမလေးတီအာနန္ဒအဲ့ဒီဘုံကြီးတွေကခုနဗကံပြေကတတ်ထိတ်ခေါင်တယ်ဗကံသူလေးအကနဲ့ဖြိုးလိုက်တော့ဒီကတော့ကြိုက်သွားတယ်ယာဟုလာကကြိုက်သွားတော့တရက်မြန်မာနိုင်ငံသားသဗ္ဗရနဲ့တွားလဲတယ်မြန်မာစကားသင်ဗကံစကားသင်ပါဠိလိုပြောဗကံခေတ်ကောင်မလေးပါဠိလိုပြောရတဲ့ကကြေတယ်မအငိမ့်သမအဲ့ဒါချင်းရင်ကနောက်ကျတော့နှစ်ပါးသွားသုံးပါးနဲ့နှစ်ပါးသွားနောက်ကျတော့တစ်ပါးတည်းသွားဆိုတော့အဲ့မှာသူတို့ညှိသွားတယ် ချက်သွားကြတိတ်ချက်သွားတီဝကလားလေးနဲ့ပကံပြေကအိုပြေရတို့တိတ်ချက်သွားတယ်ထေရဝါဒအဲ့ဒီမှာတင်လူတွေရောဖုန်ကြီးတွေရောစီးဝေးတယ်စပရကလည်းအခုမှထေရဝါဒပြန်ဆမလို့ပကံတိုင်းနာပြည်သူတွေကထေရဝါဒကိုမျောလင့်နေတဲ့အချိန်ကမှဒီဖုန်ကြီးကဒီမိမနဲ့ချိုက်လိုက်လို့ရှင်ထေရဝါဒညှို့နှောင်းရကြည်ဘယ်လိုလုပ်မလို့လို့အပေါ်မှာဆွေးနွေးနေအောက်မှာရှင်ရဟုလာရောက်တယ် ။ဦးပြည့်ရောလည်းပကံပြည့်ကမိမတွေကမဟုတ်ဘူးဘုန်းကြီးခဏနဲ့လာလဲနေတယ်မကောင်းတော့ဘူး။ဒီဘုန်းကြီးဒါကြိုက်နေပြီရှင်နဲ့။သူတို့သူမကောင်းတော့တကယ်လည်းကြိုက်။အဲ့ဒီမှာစီဝေဆုံးမမဆုံးဖြတ်ခင်ကိုရာဟုလာကသူ့ကောင်မလေးကိုလည်းဒီဘဝလက်လျှော့နီလီအောင်တော့ဆိုပြီးတော့တော်တော်ဝလွမ်းစရာကောင်းတဲ့ဇလန်းလေးဒီမိုင်းမှဖြစ်ခဲ့မကြုံမဟုတ်တော့မဟုတ်ဘူးဒီပေါ့အဲ့ဒါနဲ့သူတို့နှစ်ယောက်ညှိပြီးတော့အခွင့်အရေးတစ်ခုတောင်းဆိုတယ် ြည်သူတွေကိုလည်းဘာမှမလုပ်ပါနဲ့တတ်တာထိုးတာခင်းနဲ့ပေါက်တာတွေအယုတ်ပြတ်သွားပါလိမ့်မယ်အသာလေးပဲငင်းရဲစွာနောက်ဆုတ်လိုက်တယ်သူတို့ချစ်တဲ့နှလုံးသားတွေကိုပကံမှာရှိတဲ့ပကံပြည်သူပြည်သားတွေမျောလင့်နေတဲ့ထေရဝါဒအနောက်ရှက်မဖြစ်ဖို့လူသားနှုတ်ရဲ့အသေးနှလုံးတစ်စုံနှစ်စုံကိုမြုပ်နှက်လိုက်မယ်ဒါတော့မနေနဲ့ဖြစ်တာအဲ့ဒါတော့မပါဘူးသူပြောတယ်ကွာဟုတ်ပြီနော်မတနာလို့သူတို့ညမှာတနာချစ်လို့တကယ်တော့ပေါင်းစီခြင်းနဲ့မသိမ့်တော့လို့ဒါလိုက်တာဆိုလို့ရှင်တော့ပေါင်းပစ်လိုက်ဘုန်းကြီးကလူထွက်လို့ပေါ့ ဆိုဓမ္မအဆက်ဆိုတော့ပေါင်းလို့မရအောင်အဲထေရဝါဒအတွက်အဲဒီမှာစီဝေးလုံနေတဲ့ခါမှာခုနရှင်ရဟုလာကအရှင်များတို့မစီဝေးနဲ့တော့တပီးတော့အိုပြစ်ရနဲ့ညှိခဲ့ပြီအခွင့်အရေးတခုတော့ပြီးလောကနန္ဒစိတ်ကန်းကနေတပီးတော့မလာယူကျွန်မလေးရှားကိုသွားမယ်မလေးရှားကိုထွက်သွားတဲ့ခါမှာတော့အိုပြစ်ရနှုတ်ဆက်တာလက်ပြတာကိုမတားနဲ့ကိုပိုင်ဟုတ်ပြီနော်ဒါလေးတော့အရှင်များတို့ခွင့်ပြုပါမယ်ရှင်များတို့ပြည်သူတွေကလည်း ခွန်ပြတယ်ပြည်သူတွေကလည်းအိုပြည့်ရဘာမှအညီအစွန်းမဖြစ်ဘဲနဲ့လက်ဖျားနဲ့တော့မထီးဘဲနဲ့နှလုံးသားချင်းတော့ချစ်မိတာဖုံကြီးကိုချစ်မိတာတော့အပြစ်ရှိတယ်ချစ်တာတော့အပြစ်မရှိဘူးဒါချစ်ခံတဲ့ပုံကဖုံကြီးဖြစ်လို့ဓမ္မကရိယာတစ်ပါးကိုချစ်တာချစ်ကြရတယ်ဓမ္မကရိယာဖြစ်ချင်မချစ်နဲ့တော့ဇီဝတ္တကပြောလိုက်တယ်ဟုတ်ပြီနော်ဓမ္မကရိယာလည်းဒီလေးကသာကိတမြမလေးတွေမမလေးတွေကိုချစ်လို့ရတယ်ဒါပေမဲ့ဖုံကြီးဒီဝတ်နဲ့ဖြစ်ချင်မချစ်နဲ့တော့တို့တို့လည်းတို့လည်းကြောက်စရာအသေးတယ်လို့မဟုတ်ဘူးလေချစ်ကြချင်းတော့ချစ်မှာပေါ့ဟမ် this is not color the not the color color ကသစိမ့် color မဟုတ် not the same color သူကတော့အဲ့ဒီ license မရှိဘူးနှလုံးသားထဲမှာချစ်ခွင့်တော့ရှိတယ်ထုတ်ဖို့ပြောခြင်းတော့၎င်းအမူအရာပြခြင်းတော့၎င်း no မရဘူးမရတော့သွားတော့ဒီဘွားတော့သွားလိုက်တော့ဟုတ်ပြီနော်နောက်ဘွားတော့အဲ့တော့မသိဘူးလေတော့သဘောပြောတယ်အဲ့တော့အဲ့ဒီပကံမာတာတွေပြောခဲ့တယ်လောကနန္ဒစိတ်ကမ်းမှာအဲ့တော့တိတော်သိစီတာဘောထေရဝါဒဆိုလို့ထေရဝါဒထုတရားဝဲဆိုလို့ဟုတ်တယ် ဟုတ်တယ်ထေရဝါဒဒုတိယဝက်ဆိုလို့အဲ့ထေရဝါဒဒုတိယဝက်အဲ့ဒါလေးသတိရအောင်ပြောလိုက်တာပါထေရဝါဒဒုတိယဝက်ဒီမှာရေးထားတယ်နော်ထေရဝါဒဒုတိယဝက်ဆိုအဲ့ဒီမှာဟာဒုတိယအုပ်ကျေရဲ့ဗောလောကနာဆိုတချို့ကလည်းဟတ်တော်သူတို့အရွယ်လေးလည်းမျှတယ်ဘာဖြစ်လဲအပြိုလူပြိုအာဘုန်းကြီးကလူပြိုမဟုတ်ဘူးလေဘုန်းကြီးလေလွန်ဆွဲရတာဗော ကံပခါနာတဲ့။အဲထေရဝါဒအတွက်နဲ့တော့မယူသင်ဘူး။ယူလိုက်ရင်အခုလေးနေမယ်ပကံခက်မှာထေရဝါဒတရားကိုဟောမလို့ခုလေးနေအဲ့ဒီဘုန်းကြီးခေါင်းဆောင်ထေရဝါဒခေါင်းဆောင်ဘုန်းကြီး၅ပါးဒီမာတုကမာလေးနဲ့ဆိုရင်ဟောဂုံသိက်ကကြားတယ်မယူသင်ဘူး။ဟာစစ်တာပြစ်မှာမရှိတော့ဟုတ်ပြီနော်။ဘာလို့ပြစ်မရှိရမှာလဲ။ဟာစစ်ကြ။ဒါတော့နှစ်ခုလေး။ဒါလေးတွေအဲ့တော့ဟိုပြရတဲ့လက်လေးပြ ပြပြီးတော့အဲ့ဒီဘုံကြီးလေပကံစိတ်ကံလောကနန္ဒလောကနန္ဒစိတ်ကံကိုရောက်တိုင်းရောက်တိုင်းခုပကံကိုသွားတရားဟောတယ်ငါဘယ်ကြွကျင်တယ်ငါလောကနန္ဒစိတ်ကံတွေလိုက်ပို့ပါငါသူ့ကိုယ်စားလွမ်းတာဘာလဲလဲဘာအဲ့မှာမင်းတို့နားထောင်လူတွေလူတွေမြဲနေကြအောင်ကြအောင်ကွာဒီလောကနန္ဒစိတ်ကံမှာလွမ်းပုံကြီးနေတခုရှိခဲ့တယ်ထေရဝါဒအတွက်အဲ့ဒါနဲ့အဲ့ဒီကိုတော်လေးကအဲ့ဒီအထင်သွားရတာမလေးရှားရောက်သွားတယ်မလေးရှားမာလာယုဘုရင်ကခေါရကတိတ်ခဝဏီတော်ကိုနားထောင်ခြင်းလို့အဲ့ဒီဘုံကြီးကို ဗရမညာတတပိတ်ထူလိုက်တယ်။အဲ့ဒီမှာသူလှုပ်ထွက်ပြီးတော့ကလမနဲ့ညားသွားတယ်။ပကံသူနဲ့တော့မညားဘူးကလမနဲ့ညားသွား။ဒါမှမဖြစ်လေ။နောင်မညာကရေပကံစိတ်ကံကိုပကံကိုရောက်ခဲ့လို့လောကနန္ဒစိတ်ကံနဲ့ရည်ပြင်းလေးရတယ်လှ။ဟိုဘက်ကလည်းတန့်ကြီးတောင်လေး။ဒီဘက်ကလည်းထေရဝါဒကိုမြင်နိုးတဲ့သူတွေကအမျိုးသမီးနဲ့ဘုံကြီးမညားစီခြင်းလို့နီးမျိုးစုံရှုတော်မျိုးစုံနဲ့ယူတဲ့နဲ့မယူတဲ့ကိုချစ်တယ်မချစ်တဲ့မို့ ။ဘာဖြစ်လဲနေတော့နေပေါ့မညားရင်ပြီးတာပဲ။ဒါလူငယ်ပဲကျန်းတာမှမဟုတ်တာပဲလို့နီးမျိုးစုံနဲ့ကြံခဲ့မဲ့ဖိတ်သက်တယ်။ပကံပြေကနေပြီးတော့လွန်းပြီးတော့ကြံခဲ့မဲ့ကကြည်တယ်မှာလေးအိုပြရရဲ့။ပကံပြေပြေကြီးကိုထေရဝါရအတွက်သူ့နှလုံးသားကိုကြောခိုင်းပြီးတော့သွားခဲ့တယ်ပို့တခုဇလန်းလေးတော့ရှိမယ်နော်။အဲ့ဒါလေးကိုတော့စိတ်သက်ခံစားကြရပါဘော။အမှုပညာနဲ့ပေါ့။မင်းတို့ထေရဝါရဆိုလို့ anyway ဘလို့ရဖြစ်ဖြစ်ကောင်းတာတခုဖြစ်သွားတယ် ပကံပြေကလည်းကျင့်နေသွားတယ်ရှင်ရဦးလာပုံမှာလည်းခွန့်လိုက်တယ်။အိုပြေရအိမ်ကိုလည်းခဲနဲ့ထုမယ်ခင်မလုပ်တော့ဘူး။သူလည်းမိမသားတယောက်နေနဲ့ဘုန်းကြီးတစ်ပါးကိုချစ်တော့ချစ်တယ်။ဒါသူ့ရဲ့အချစ်တွေကိုလွန်လွန်ကျူးကျူးဘာမှမလုပ်ဖဲနဲ့ဖြေရဝါရတွေ့မြုံနံပေးတာဖြစ်ခြင်းကြောင့်သူ့ကိုလည်းကျေးဇူးတင်။လုံခဲ့ပါပြီ။ကြားခဲ့ပါပြီ။ခုမဟုတ်ပါဘူး။ခုမဟုတ်ပါဘူး။နော်။ကိုတို့နဲ့လည်းဘာမှပတ်သက်ပါဘူး။ဇလန်းနဲ့ပြောလိုက်လို့အဲဒီဇက်ကောင်နဲ့ကျွန်ုပ်ဇက်ကောင်လည်းမဟုတ်ပါဘူး။နော်။ဒါပဲလေ။ဦးကျင်းဝင်း အော်ဒီမှာဒီကနေ့ထေရဝါဒထူရယာဝဲဆိုလို့တကယ်ဖြစ်ဖြစ်ခဲ့တဲ့ဇလံမျိုးလေးတွေရှိရတယ်ပကံပြေမှာဥပြည့်ရရဲ့အရှင်ရဟုလာရဲ့လောကနန္ဒစိတ်ကံကိုရောက်ခဲ့ရဲ့လောကနန္ဒစိတ်ကံကလွန်ပုံမြင်လို့ဓမ္မစီပြောခဲ့တယ်တစ်ဆက်သေးပဲနိုင်ငံတော်သံဃာမဏ္ဍပုရဆရာဘုရားကြီးက ခင်ဗျားတို့တုံနိုင်ငံတော်သံဃာအုပ်အဲနိုင်ငံတော်သံဃာမနာအကျိုးတော်ဆရာတော်ဘုရားကြီးတို့ရွှေချင်းသာသနာဆရာတော်ကြီးတွေနဲ့ငါဒီနေ့ traders for တယ်မှာဆရာတော်ဘုရားကြီးတွေကိုပထမတနေ့က54နှစ်ပြည့်မွေးနေ့အဲ Royal Garden မှာသံဃာအများကြီးပြန်လိုက်ပါတယ်54ပါ60ပြည့်ဒီနေ့ကတော့ခေါ် Shangri-La ဟိုတော်မှာဆရာတော်ကြီးတွေပြောနေတယ်အဲ့ဒါလေးတွေပြောပြနိုင်ငံတော်သံဃာမနာကဆရာတော်ဘုရားကြီးဖြစ်တော်မူတဲ့မြင့်ညာရှုဆရာတော်ဥတော်ပြီးတယ်အဲ့ဒါညောင်တို့ဆရာငါလည်းပါတယ်ကွာဆရာတော်ဘုရားလို့ ဒီလောကကြီးမှာလောကနဲ့ဟိုဆရာတော်တော့အားမပြောဘူးဗောဘုန်းကြီးတွေတော့ညီတို့ကပြောရတာလေဒီမှာတော့လူတွေကပြောတာဘုန်းကြီးတွေကဆိုတော့ဘယ်နဲ့အမှုတွေကြွားတယ်ဗော60လေး60ကျော်ကြီးကလှုပ်လို့မရဘူးလေခေါင်းနင်းအော်ဝင်မှာဗောအဲ့ဒါဆရာတော်ဘုရားတို့လောကကြီးမှာမေတ္တာစစ်အချစ်စစ်အချစ်မှန်ဆိုတာတကယ်ရှိပါတယ်ဗျာမေတ္တာပြောတာနော် serene love or true love or loving kindness is it she အဲ့ဒီလောကနန္ဒစိတ်ကံလောကနန္ဒ သဘာဝဘေးဥယျာဉ်ဘေးမဲ့ဥယျာဉ်ထဲမှာနိုင်ငံတော်သမ္မတဥက္ကရာဆရာဘုရားကြီးဖြစ်တော်မူသောမြင်းညံ900တက်ဆရာဘုရားကြီးကမြေက108ရက်ကကိုလှူလိုက်ပြီးတော့တတ္တဝါလေးတွေကိုဘေးမဲ့ပေးထားတယ်ကျဲလေးလေးတွေမြန်မာနိုင်ငံမှာရှိတယ်ကိုရီးယားဂျပန်တရုတ်တွေကသူတို့တကိုးရှိတယ်လက်လာပါရှိတယ်ဆိုပြီးအဲ့ဒီဗမာပြည်ကဖမ်းသွားတယ်ကျဲလေးကုန်းလေးခေါ်တယ် ကျဲလေးအဲ့ဒါလေးတွေမွေးထားတယ်အကောင်၄တောင်၈တောင်လောက်ရှိအကောင်၈တောင်လောက်ရှိပေါက်တယ်ကျဲလေးလေးပြီးတော့ရွှေသမင်းရွှေရောင်လေးဆိုသမင်းတို့နိုင်ငံမရှိတာမင်းအဲ့ဒီရွှေသမင်းလေးတွေမွေးထားပါတယ်လို့အဲ့ဒီထဲမှာအိမ်အောင်လို့ဆက်တဲ့စုရှိတယ်တတ္တဝါတွေကိုတတ်ဖြတ်ရမယ်တိရစ္ဆာန်ချင်းချင်းလူချင်းချင်းအမုန်းတရားတွေရှေ့ရမယ်လို့သူတို့မယူဆတာဘူးအဲ့ဒီမှာရှိတဲ့မိသားစုကတို့အတွက်ကြောင့်ကျွန်တော်တို့ကားရှင်နဲ့အလောင်းကြီးရှိတယ် အဲဒီဒီတတဘူးလောက်ရှိတယ်တော်ကြီးမွေဟောက်နန်းဆောင်ဖြတ်သွားကားရက်ထားလိုက်အဲ့ဒီထဲကလူများရဲ့အိမ်ထဲကိုဝင်ပြီးတော့တော်ကြီးမွေဟောက်တို့ကသူကြောက်တွေပါတယ်ဖောက်တယ်စားတယ်ကလေးလေးတွေပေါ်ကကြော်သွားတယ်မကြိုက်ဘူးထူးရတာ တခုဒါပြင်မေတ္တာတရားတွေတကယ်ရှိတာပဲဘာလဲလဲပိဿကြီးမေတ္တာတရားတွေကရှိဟမ်မေတ္တာတရားရှိရှိတယ်ရှင်မတေမောင်ဘာလို့အောက်မင်းရလဲရှင်မတေမောင်မေတ္တာတရားသိကြီးတယ် ခွင့်ရတဲ့ဒုမေတ္တာဒုမကုလိုဆက်ဆံမှန်ပါလိမှန်ပြီမလဲမှန်ပြီမလဲရှင်မန္တဘောင်တဲ့တူညီသောမေတ္တာထက်နေပုဒ္ဒါဘေးတော်သည်သောတာဆင်ရတဲ့လူလူပိသက်ကြီးတဲ့ဤသူကျွန်တော်လေးထုံနေလောက်ထုံဟုတ်တယ်နော်ငယ်ဟိုရောရောရောပြောတာသခြင်းဆိုရတာမဟုတ်ဘူး အဲ့ဒါအဲ့ဒီမြတ်တာတရားရှိတဲ့လောကနန္ဒာအကိမင်းကပကံကိုရောက်ရင်ခုနလောကနန္ဒာစိတ်ကံကလွမ်းပုံပြီ။အော်ဓမ္မစရီပြောဘူးလေ။ဒီနေရာမှာထေရဝါဒအတွက်ဘုန်းကြီးလေးရဲ့အမျိုးသမီးလေးတယောက်ပဲဆိုတာလေပြီးရင်နဲ့နောက်ကပန်းဥယျာဉ်ထဲကိုဘေးမဲ့ဥယျာဉ်ထဲကိုဝင်ပြောင်းဝင်လိုက်ပါ။အဲ့ဒီထဲမှာရှိတဲ့မြွေပွေးတွေမြွေဟောက်တွေတော်ကြီးမြွေဟောက်တွေငန်းဆောင်တွေဘသူတူတယောက်ကိုမှမကြိုက်ဘူး။မြတ်တဆက်ရှိ။ဟုတ်ပြီနော်။ဟောရှင်မတ်တွေမှာဘာလို့အောင်မြင်လဲမြတ်တတရားနဲ့ကိုလိုလေ ဆင်းရဲချမ်းသာမရွေးကားပေါ်ထိုင်တဲ့တရားတောင်းလျှောက်အစဉ်တို့မြတ်တာပို့ခဲ့ပါတယ်။ဟုတ်ပြီနော်။တစ်ချိန်တစ်ခါတော့တရားဝဲတွေလှမ်းလှမ်းတော့ရန်ကုန်မှာမန္တလေးဒါဆန့်ကျင်ဘက်တရားဝိုင်းပြောတယ်မမုန်းအဲ့ဒီလူတွေလူပဲဖြစ်ဖြစ်ဘုံကြီးပဲဖြစ်ဖြစ်တစ်ချိန်တစ်ခါမှသူတို့ပေါ်အမုန်းနဲ့မတုံ့ပြန်ခဲ့ဘူး။အဲ့ဒါကြောင့်ကျွန်ုပ်ကိုတိုက်ချင်သဝိုင်းတိုက်တာကျွန်တော်ကြံသွားတယ်။အင်အားကောင်းသွားတယ်။တဲ့တယ်ပြောမှာဗျာအမျိုးသမီး200လောက်ယူရတယ်ကျုပ်ကိုဖြစ်စည်းဘူးလေ။အဲ့လိုလာပြောတာမင်းက200လောက်မယူရဘူး။ဒီဓမေစီရောက်တဲ့ သူသွားတဲ့တရားဝတ်တိုင်းကိုဖျက်ဆီးဖို့ဆိုပြီး300လောက်ယူရတယ်လက်ရေးစက်မှုလေးသူကလာပြောတာမကောင်းတဲ့မျိုးသမီးတွေကိုပြဿနာနေပေးတာသူကလာဝန်ခံဒီလိုလိုရှင်မယားကိုဖျက်ဆီးဖို့ငွေပေးထားပါတယ်တော်သေးတာဘယ်လောက်ကြောက်ရှာကောင်းဒါပေမဲ့ခုနမေတ္တာတရားအဆက်ရှိတယ်ရုံနေနေကပူလုံးအားကြီးလို့အညာဒေသမှာအိတ်မရအောင်ရှင်မတမောင်။တော့မြစ်တဲ့တရားတွေမချို့တဲ့ဘူး